အဒီပု္ပ္ပာကအင်းတပုတ်တွဲလေးဖြေရပါဘောနော်တကယ်တော့လေသူကနှမဟိုမိကွန်းတပုတ်တွဲထဲမှာမိထားရဆိုရင်စာအနေနဲ့ဆိုရင်ရှည်နေရကွာတိလားဒါပေမဲ့ဖတ်တဲ့ပုံစံကမခက်ခဲဘူးပေါ့နော်သူဘာပြောချင်နေလဲဆိုတာတန်းပြီးမြင်တာအဲ့တော့အဲ့လိုဟာမျိုးကို point ထောက်တတ်ဖို့လည်းလိုအပ်တယ်ဒါမျိုးလည်းပါကောင်းပါတတ်တယ်ကဲမကောင်းခင်ပေါ့နော် graph လို့ပြီးတာလေ graph တင်းနဲ့ပတ်သက်ပြီးမှဖြေရတာမျိုးပေါ့နော်အဲ့တော့ graph ကဘာလဲဆိုရင်တကယ်တော့လေဒါကြီးကဒီ graph က မသိဘူးလူပေါ်မှာမူတည်ရထင်တာပဲတည်ရမလားတချို့ကြောင့်လည်းသူတို့အဝိုင်းတွေကပို့ပြီးမှကြည့်ရရှုပ်တယ်ပေါ့နော်အဲ့လိုမျိုးပြောရဲကလေးတွေလည်းရှိရဲတချို့ကြောင့်လည်း graph ဆိုလို့ရှိရင်လေတည်ရမလားသူတို့အတုံးကြီးရယ်လေနော်ဒီလိုမျိုးကြည့်ရတဲ့ဟာကပို့ပြီးမှမှမြင်တာတယ်ပေါ့နော်အဲ့လိုပြောရဲသူကလည်းရှိရဲဆိုတော့အဲ့တော့ဘယ်ဟာနေနေက graph အမျိုးအစားထဲမှာပါတာဆိုတော့ပေါ့နော်အဲ့တော့ကြည့်တတ်အောင်လို့မလို့ဟာတော့အရေးကြီးသလားပေါ့နော် อืมအမဆိုရင်လေဒီဒီဒီဟာကြီးကြီးဆိုအောင်တိတ်မကြည့်တတ်ဘူးရှုပ်ရှုပ်ရှက်ရှက်ဖြစ်သွားတယ်လို့ခံစားရဟဲ့ပေါ့နော်ဒါဆိုရင်မြင်တာကွာအပိုင်းနေပိုင်းထားပြီကြောင့်ဘယ်အပိုင်းကဘလဘဘဘဆိုတာလေးမြင်တာသလားလို့ပေါ့နော်အဲ့တော့ဝိုင်းပုတ်စွာကြီးဆိုနည်းနည်းတော့ပုံကြိုက်တယ်ပေါ့လေဟောကြဒီမှာဆိုလို့ရှိရင်စာပိုက်ကနှစ်ပိုက်ပေးထားတယ်ပုံလေးပေးထားတယ်ပေါ့နော်အဲ့တော့အတိအကျတော့ဘလိုပုံစံမျိုးဖတ်မလဲပုံသွားဖိနှောင်းမှာကိုโอเคနိုင်တယ်ပေါ့လေနော်အကယ်၍ကိုပုံမကြည့်တတ်ဘူးဆိုလဲစာဖတ်လိုက်လည်းရတယ်ဒါမဲ့တွတ်တွတ်လေးဖတ်ဖို့လိုတယ် ဒီလို graph တွေဆိုလို့ရှိရင်ကောင်းတဲ့မှာခုထည့်ရမှာကိန်းကနန်းကိုပြရတယ်သူကအဲ့ဒီကိန်းကနန်းဘယ်သူကတော့ဘယ်သူထက်များတယ်ဘယ်သူကတော့ဘယ်သူထက်နည်းတယ်ဘယ်သူကအဲ့လိုမျိုးပေါ့နော်နှိုင်းရှင်တာတွေနဲ့ပဲသူကနေလိမ့်မယ်ပေါ့နော်ခုဒီမှာဆိုရင် adobe to start ကိုတော့ adobe mask တဲ့ချိန်ပိုင်းလုံးလုံးပူလာတဲ့ adobe to start မှုကတိကိဝနန်ဒီစကချိန်ပိုင်းလုံးလုံးရတဲ့ရွေချက်ကရောဘာလဲတဲ့ဆိုမှမေးထားတယ်ပေါ့နော်အဲ့တော့ ချိန်ပိုင်းလို့လို့ဘူးလားချိန်ပိုင်းလို့လို့ရတဲ့ရွယ်ချက်ကတော့ဗာလဲဆိုတော့နံပါတ်1ရဲ့နံပါတ်2ပေါ့နော်စာပေလေးနှစ်ပိုက်ပေးထားတယ်။ကြာအဲ့ဒါလေးခဏထားခဲ့ပြီးတော့မမမိကုံကိုတော့ကြည့်မိကုံကဗာမေးထားတာလဲဆိုလို့ရှိရင်ခေါင်းလုံးချိုးစာနေစီတဲ့ဒီစစ်တမ်းနဲ့ပတ်သက်ပြီးတော့မပေါ့နော်နိုဘေးတေးတွန်းတော့တဲ့ပေါ်ပြထားတာဖြစ်တဲ့ပေါ်ပြထားတဲ့မုန်းလို့တဲ့ဒီအရာတွေထဲမှာပေါ့လေနော်မတော်မထားတဲ့စီမုန်းတော့ဟာတွေ့ခါအဲ့တော့အကောင်းဆုံးအမှန်ကန်ဆုံးလို့ပြောတာပြကြအောင်တေးကြတယ်အဖြေလေးခုစလုံးကအမှန်ကန်နေရာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ် အဲ့ထဲမှာမှလုံးဝအမှန်ဆုံးဆိုတဲ့ဟာပေါ့လေနော်ဘယ်ဟာအမှန်ဆုံးဖြစ်မလဲဆိုတာကိုရွေးထုတ်ခိုင်းတာမျိုးပေါ့နော်အဲ့တော့ဒီစစ်တမ်းနဲ့ပတ်သက်ပြီးတော့မှမှဖော်ပြထားပါတယ်ဆိုတဲ့အရာတွေမှာအမှန်ကန်ဆုံးကဘာဖြစ်မလဲပေါ့လေနော်အဲ့တော့တင်းနေတုံးလေးပြီးထားတယ်အရင်ဆုံးဘာဖြစ်လာတာလဲကျောင်းတန်းပန်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 တော့ရအစားတော့စံပန်ဖြစ်တာကျောင်းဆောင်ပြီးတော့ကျန်ဖက်ကတော့ရောင်းပန်ဖြစ်တော့ โอเคเจเนตတွေရောရုံးမမြဲသူရှိသေးလားအာအမလည်းယွန်းအမတလူပဲဇပွေးဇဝါပဲနောက်ကျမအေးယွန်းလုံးလိုက်တာဘောဆိုပြီးယွန်းလာလိုက်တာဘောအဲ့โอเคအဲ့တော့ဘာကွဲလဲဆိုတာဒီခိုင်ကြည့်ကြည့်ပေါ့နော်ဘာကွဲနေရလဲဘယ်နှန်းလေးကတော့မတူနေရလဲပေါ့လေအဲ့တော့ဒီမှာနံပါတ်1မှာဆိုလို့ရှိရင်အဒိုဘိုက်တိုစတေရူဒေါင်းဂျိုကောက်စီနော်ဝါဒီယာကြီးချိန်မနှလုံးနေပါတယ်ဆိုရင်ယောက်ျားလေးမိန်းကလေးရဲ့ဝါဒီယာကြီးအချိုးပါလေတဲ့အဒိုဘိုက်တိုစတေရူဂျိုစီ ဟို女子学生の割合より多いと言いたいかな。あの、で男子学生の調はね、女子学生の調たくもやれ。あの、ပြောちんな、ယောက်ျားလေးကမိန်းကလေးထက်ကိုမအောင်ပုံများတယ်ဗောလေနော်။ယောက်ျားလေးကမိန်းကလေးထက်ကိုပုံများ။အဲ့တော့အချိန်မဲလုံးလုံးနေယောက်ျားလေးတွေကအချိန်မဲလုံးလုံးလုံးနေမိန်းကလေးထက်ပုံများတယ်ဗောလေနော်။အဲ့တော့ဒါနံပါတ်1။အဲ့တော့အဲ့လိုလေးပေးထားတဲ့ဟာကိုမမလေး graph လေးကိုလည်း ီလိုလေးတော့ကြည့်လိုက်လို့ရှင်အာဘာမှလည်းမမြင်တာဟီးโอเค hi ထားလိုက်မယ်နော် graph ကဟိုမှာမမြင်နေရဘူးဆိုတော့နောက်တစ်ခုကြည့်ရမယ်ဆိုလို့ရှင်学生生活を楽しむためにアルバイトしている学生呼びたいပေါ့နော်ကျောင်းသားဘွားကြီးကိုပြောလို့ဘောနော်ဒါက ကြောင်းတက်ရမယ်ပြီးရင်ချိန်ပိုင်းလို့28နာရီလို့ရမယ်ပေါ့လေနော်အဲ့ဒီလိုမျိုးဘဝကိုတဲ့ထောင်းတော့ရှိမှသာမယ်ခံစားဖို့ပျော်မွေ့ဖို့အတွက်တဲ့အချိန်ပိုင်းလုံးလုံးနေပါလေဆိုတဲ့ main ကကြောင်းသူတွေပေါ့ကြောင်းသူကြောင်းသားတွေပေါ့နော်ယောက်ျားလေးလည်းပါမယ် main ကလေးပါမယ်အဲ့ဒါတွေကတဲ့ဇန်တိုင်ဆိုတယ်မှတ်တာပါအကုံလုံးကြီးတစ်ခုလုံးကြီးကိုပြောချင်တာဇန်တိုင်တော့ရက်ကသံပေါ်တော့ညလို့ပြောပါပြကြောင်းလို့အကုံလုံးကြီးရဲ့၃ပုံပေါ်ရင်၂ပုံလောက်ထီကိုရှိမဲတွေရဲ့အတိတ်ကတင်ပိုက်တယ်လို့သုံးလို့ရအဲ့တော့ ိတ်ထီကိုတင်ပိတ်ထားရဲပေါ့နော်ဥမာဆိုလို့ရှိရင်ကိုယ်ចောင်းသားတစ်ထောင်ရှိရဲဆိုလို့ရှိရင်အဲ့တစ်ထောင်နဲ့ကသုံးပုံနှစ်ပုံလို့ပြောပါပြောចောင်းမလို့80 900လောက်ဖြစ်မှာပေါ့နော်ចောင်းသား900လောက်ကဒါစတိုင်မဲလေနော်ဒါចောင်းသားရဲ့ lifestyle ပဲ student life ပဲပေါ့လေနော်အဲလိုလဲလိုရမယ်ចောင်းလဲတက်ရမယ်ပေါ့နော်ဒါမျိုးကိုပြုံမွေ့ဖို့အတွက်ပေါ့နော်ပတ်စံလိုချင်လိုမယ်မလိုချင်မလို့ကိုယ်အဲ့ဒါကြီးနဲ့ဘာမှမဆိုင်ဘူးပေါ့လေနော်အေးဘာမှမလုပ်ဘူး အဲ့လိုမျိုးပေါ့နော်အကြောင်းသားတွေကအဲ့ဒါသုံးပုံပုံလို့ရှိရင်နှစ်ပုံလောက်ထိဟိုကိုရှိရပေါ့လေနော်ဒါကဘုဒ္ဓဘုဒ္ဓရဲ့မှာနိုင်ဟိုမျိုးပြောထားတာမျိုးမရှိဘူးဒီလိုဒီလိုရှိရပေါ့လေနော်နောက်နံပါတ်3ကျတော့အာရုပိုက်တူရဲ့မုခတိကရွေချက်ကလေးပတ်စံရှာဖို့အတွက်ပဲမဟုတ်ပါဘူးတဲ့အဲ့တော့နော်တင်းနဲ့အဲ့ဘုနှစ်နဲ့သုံးထဲမှာလေးနည်းနည်းလေးတူတယ်တွေ့လားနံပါတ်2မှာပေးထားကြတော့ကျောင်းသားဘဝကြီးကိုပျော်မွေ့ခြင်းလို့လုပ်တာပတ်စံရခြင်းလို့ပတ်စံမရခြင်းလို့ပေါ့နော်ဘာမှမဆိုင်ဘူး ဒီတိုင်းပဲကြောင်းသားမှုလို့ဒီလိုလေးကြောင်းတက်ရင်လည်းအလုပ်လုပ်ရမယ်ပေါ့လေနော်အဲ့ lifestyle ကိုခံစားခြင်းလို့လုပ်တာပဲပေါ့နံပါတ်3ကအဲ့လိုမဟုတ်ဘူးကြောင်းသားဒီဒီလိုမျိုးပတ်စံရှာ advertise လို့လုပ်တယ်ဆိုတဲ့ရည်ရွယ်ချက်ကပေါ့လေနော်ပတ်စံရှာဖို့အတွက်ပဲမဟုတ်ပါဘူးတဲ့ dark ke နော်ဒီမှာနော် dark ke deva deva nine လို့ပြောထားပြောကြအောင်မလို့ပတ်စံရှာယုံလေးတင်မယ်မဟုတ်ဘူးအဲ့တော့ပတ်စံရှာယုံနေမယ်မဟုတ်ဘူးဆိုတော့တခြားဘာတွေများရှိနိုင်လဲပေါ့နော်ဒါမျိုးလည်းဖြစ်နိုင်တယ် なるこえじゃろ、ほとんどの学生がお金をするためにアルバイトをしている。なまりじゃろ、こっこくんくんめ、パッサンやじんろ、ごごおろろにやれ。のちゃうだりや、パッサンやぼうとべ、おろろにやら。あらそういうなまりや、ろうまくってひえ脱れめ。あるまもぼう、パッサンとくべ、おろろにやまほぼう。だべ。ပတ်စံအတွက်အလုပ်လုပ်နေတာမဟုတ်ဘူးပေါ့နော်အဲ့တော့ပတ်စံအတွက်အလုပ်လုပ်နေတာမဟုတ်ဘူးဆိုလို့ရှိရင်စဉ်းစားရမှာနှစ်ပိုင်းရှိရဲ့နှစ်နဲ့သုံးနဲ့ပေါ့နော်နှစ်လိုမျိုးចောင်းသားဘွားကိုပြောမွေးခြင်းလို့မလို့နှစ်ဟာကိုလုပ်နေရလား ဒါမှမဟုတ်လို့ရှိရင်မဟုတ်ဘူးပတ်ဆိုင်ရှားဖို့ကြည့်ပဲမဟုတ်ဘူးဒါပေမဲ့တခြားရည်ချက်ရှိရင်လည်းရှိလိမ့်မယ်ဒါပေမဲ့မဖော်ပြထားဘူးပေါ့လေနော်အဲ့အတွက်နဲ့လုပ်နေရလားဒါမှမဟုတ်ရင် main ကလေးတွေရဲ့အချိုးကအဲရောက်ကလေးရဲ့အချိုးက main ကလေးရဲ့အချိုးထက်ကူမှများနေရလားပေါ့လေနော်အဲ့တော့အဖြေလေးကလည်းကြည့်လိုက်လို့ရှိရင်၄မျိုး၄နေရာလေးကိုအတိအကထားရင်ရပြီအဲ့တော့နံပါတ်၁ကယောက်ျားလေးလူကြီးက main ကလေးလူတွေထက်များလားအဲ့ဒါကိုအတိအကသွားရှာနံပါတ်၁တစ်ချက်နောက်နံပါတ်၂ကကျတော့ဒီလိုចောင်းသားဘွားကိုပြုံမွေလို့ဆိုတဲ့အပိုင်းပေါ့နော်အဲ့အပိုင်းမှာသုံးပုံနှစ်ပုံထိရှိလား ဆိုတော့တွက်ကြည့်လိုက်အဲ့နှစ်ချက်เนาะပြီးတော့နောက်နံပါတ်3အကြောက်လို့ရှိရင်ကျောင်းသားတွေအလုပ်လုပ်တယ်ဆိုတာကပတ်စံတစ်ခုတည်းတင်မဟုတ်ဘူးတခြားဟာတွေရှိနေမယ်ဒါမှမဟုတ်လို့ရှိရင်ပတ်စံတစ်ခုတည်းအတွက်လားဘောเนาะအဲ့အဲ့၄ချက်လေးဒါခြားပိုက်မှာသွားရှာနံသွားရှာလို့တွေ့ရင်ဖြေထွက်ပြီအဲ့တော့တခြားကိစ္စတွေဒီမှာအများကြီးပဲပေးတာဟုတ်တယ်မလားအဲ့လောက်ကြည့်တယ်မလို့တွတ်တွတ်လေးဖတ်ပြောမှာမှတွတ်တွတ်လေးရှာလိုက်လို့ရှိရင်ရဟာကြီးပေါ့နော်အဲ့တော့အဲ့ဆိုအကုန်မဖတ်ရဘူးလားဆိုတော့ no အဲ့လိုမဟုတ်ဘူးနော် တရားကပါစပ်နေဖြစ်တဲ့အတွက်ကြောင့်မလို့ဖတ်ဖို့လိုလိုအပ်တယ်ဒါပေမဲ့တွတ်တွတ်ဖတ်လို့ရတယ်ဘွန်းတော့တလုံးချင်းစီကိုဘာသာရေးလိုက်ပြန်ပြီးတော့မှမအတိတ်ပဲအကုန်လုံးနားလည်ရမယ်ဆိုတာမျိုးမဟုတ်ဘူးပေါ့လေနော်အတိတ်ကသူပေးထားတဲ့အဖြေလေးခုထဲမှာဘယ်နှန်းလေးကကိုယ်နေရလဲဘယ်နှန်းလေးကလွဲနေရလဲပေါ့နော်အဲ့ဒါလေးရှာရင်ရပြီတော့ပထမဆုံးကြည့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တခုသော တက်တူရဲ့ဒိုင်ဂောက်စီထိုင်ရှင်ဤဆိုတော့တက်တူចောင်းသားတွေကိုထိုင်ရှိုးရဲ့အတိပယ်ရီမန်းတာဥတီတာလို့သုံးလို့ရတယ် ဘုံတော့တော့တခုတော့တက်တုံနော်အဲ့တက်တုံမှာရှိရဲ့တက်တုံចောင်းသားတွေကိုဥတီပြီးတော့မှာပါတယ်ဘာတို့ဘိုက်တော်နီစီတဲ့အန်ကက်တော့ချိုးစားစတာဒီအန်ကက်နဲ့ပတ်အဟိုအလုတ်နဲ့ပတ်သက်ပြီးတော့မှာပေါ့လေနော်အန်ကက်កောက်လိုက်ပါတယ်โอเคရပြီအဲ့ဆိုရင် तू อ่ะโอเคဒါအဲစစ်တန်းកောက်ထားရရလက်ပေါ့လေနော်အဲ့စစ်တန်းកောက်ထားရရလက်ထဲမှာနံပါတ်1ကအဲချိန်ပိုင်းလှုပ်လှုပ်တဲ့ तू อ่ะမိန်ကလေးယောက်ျားလေးရမိန်ကလေးထံများလားဒါမှမဟုတ်အကုန်လုံးကြီးနဲ့ရှင်းလိုက်မယ်ဆိုရင်၃ပုံ၂ပုံထိရှိလား ဒါမှမဟုတ်လို့ရှိရင်ပတ်စံအတွက်လောက်တာလားဒါမှမဟုတ်ပတ်စံအတွက်လောက်တာမဟုတ်ဘူးလားပေါ့လေနော်အဲ့လေးချက်ကိုရှာမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်အဲ့ဒီရလက်ကလေးရဲ့တက်သူရဲ့ဒီမှာလန်တိုက်ယကု8ဝါဒီလို့ပြထားတယ်ပေါ့နော်8ဝါဒီရဲ့အတိတ်ဘယ်ကဝါဒီနဲ့သုံးတယ်ဆိုလို့ရှိရင်80ရာခိုင်နှုန်းဒီလိုင်းဝါဒီလီက30 30ရာခိုင်နှုန်းလို့ပဲပြောရမလားဟင်အဲ့လိုမျိုးအကျိုးတက်ရောက်မှုရှိရပေါ့လေနော်ပုံမှန်80ရာခိုင်နှုန်းဆိုမှရာခိုင်နှုန်းနဲ့ပြောချင်လို့ရှိရင်8ဂျီပတ်စံသုံးလို့ပြောရတယ်အဲ့လိုမဟုတ်ဘူးဂျပန်ရဲ့ အဲဝါအဲဂျပန်ရဲ့ပတ်စံကိုပြောပါဆိုရင်ဝါဒီကျွမ်းနဲ့အဲ့ရှစ်ဝါဒီလိုပဲရေးရအဲ့ဒါဆိုရင်သူက80ရာခိုင်နှုန်းနဲ့ညီတူညီမျှပဲညလားโอเคလားယမင်းတော့အတော့တက်တူမှာဆိုလို့ရှိရင်တကုတ်အကုန်လုံးကြီးရဲ့80ရာခိုင်နှုန်းကတဲ့ဟာအလုံးလုံးနေပါလားဆိုမှသူနားလေသွားတယ်ပေါ့လေနော်စစ်တမ်းကိုကြည့်လိုက်တဲ့အချိန်မှာနော်80ရာခိုင်နှုန်းတော့ကအလုံးလုံးနေကြတယ်ဒါပေမဲ့ဘာကြောင့်ဘာညာတရကဘာမှမပြောဘူးနော်80ရာခိုင်နှုန်းတော့ကအလုံးလုံးတယ်လို့ပဲသူပြောထားတယ် အဲ့မမမယောက်ျားလေးမိန်းကလေးခွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ねယောက်ျားလေးတွေတဲ့ကနေပြီးမမ89ဒရမ၄ရခိုင်နော်နော်ယောက်ျားလေးက83ဒရမ၄မိန်းကလေးက83ဒရမ၄တဲ့အဲ့တော့တစ်ဆယ်ရခိုင်နှုန်းတော့မမိန်းကလေးကကြော်တက်နေတာဟုတ်ဘူးလားနော်အဲ့ဒါကိုစစောအဖြေမှာလေမမိန်းကလေးယောက်ျားလေးတွေကမိန်းကလေးထံများတယ်ဆိုမှပြောထားပြောင်းပြန်ကြီးဖြစ်နေလေနော်တကယ်ဆိုအိုးကြီးမဟုတ်စကူနိုင်ဖြစ်ရမှာဟုတ်တယ်မမအဲ့တော့ကြောင့်မလို့နံပါတ်1ကမှားတယ် ပြီးတော့ရင်နောက်နံပါတ်1ကိုနောက်ထပ်ဆက်ရှာကြည့်မယ်ပေါ့လေနော်အဲ့တော့အောက်မှာပေးထားတယ်တဲ့ graph ကဆိုလို့ရှိရင်အော်တိုဘိုက်တိုမော့ခ်တိတ်နေဆိုတဲ့အဲ့တော့နော်သူကအောက်က graph ဒီမှာနေဒီ graph လေးပေးထားတယ်အဲ့တော့ဒီ graph ကချိန်ပိုင်းလုံးလိုရတဲ့မော့ခ်တိတ်ရွေချက်နဲ့ပတ်သက်ပြီးတော့မှစစ်တမ်းကောက်ထားတဲ့ရလက်ကိုဖော်ပြထားတာပါတဲ့အဲ့တော့နော်သူကရွေချက်နဲ့ပတ်သက်ပြီးလာပြီဒီချိန်ပိုင်းလုံးရဲ့မော့ခ်တိတ်ရွေချက်ကလေးတဲ့ကောက်စေးအဲစေးကတ်ဟီယိုခါစိတ်ကတမေး စေကတိဆိုရင်နေထိုင်စားတောက်စီတွေကိုရှာဖို့အတွက်ဆိုတာက32ရာခိုင်နှုန်းကျောင်းသားဘွားကိုပျော်မွေးဖို့လို့ပြောတဲ့သူက32ရာခိုင်နှုန်းအဲ့တော့ဟိုဘိုဒိုစီတွေဆိုဟိုဘိုလူနီးပါလို့ပြောကြတာပေါ့နော်ဟိုဘိုလေးကိုမသိရင်လည်းအောက်မှာသွားကြည့်လိုက်တဲ့ဆိုမှပေးထားတယ်ပေါ့နော်ဒိုင်တိုက်လို့ပြောထားတယ်ဒိုင်တိုက်ဆိုတော့အကျန်အပြင်းပေါ့လေနော်နိုင်နာနေလူနီးပါလို့ပြောလို့ရအပြောကြောင့်မလို့တူညီလူနီးပါပါပဲအဲ့တော့ဒီမှာကြည့်ကြည့်နော်32ရာခိုင်နှုန်း နမကိုဖြေးရမယ်နမနှစ်လေးမှာဌာနုစီမှုတမယ်အတွက်အလုံးလုံးတဲ့လူကသုံးပုံပွဲနှစ်ပုံထိလို့ပြောတာဟုတ်တယ်မလားအခုရှိနေရလေးမှာမှလေ32.4ဆိုကနေသုံးပုံနှစ်ပုံပွဲသုံးပုံတပုံသာပဲရှိရဟုတ်တယ်မလားနော်တပုံသာပဲရှိရပြောတယ်ကြောင့်မလို့ဒီရဲ့အဖြေနမနှစ်ကလည်းပဲသုံးပုံနှစ်ပုံထိတိမ့်ပိုက်ထားတယ်လို့ပြောလို့မှားတယ်အဲ့တော့ရှားမှာနှစ်ခုပဲကျန်တော့ပတ်စံအတွက်အဓိကရှားပတ်စံရဖို့အတွက်ကိုမှမအလုံးလုံးနေရလားဒါမှမဟုတ်ရင် ပတ်စံတော့ဖဲတော့မဟုတ်ပါဘူးဆိုရဟာအဖြေဖြစ်မလားပေါ့လေနော်အဲ့တော့ထပ်ပြီးတော့မှကြည့်ကြည့်မယ်ဆိုလို့ရှိရင်စကီနီအနောက်မှာလေရှာကိုက်ကိကန်တော့တမဲလုံးဝဒီလူပောင်ရဲ့ပေါ့နော်အဲတွေ့ကြုံလေးရကျင်လို့ပေါ့ဆိုရဲလူကတလောက်ရှိရဲ့အဲ့တော့ကိုကရှာကိုက်ကိကန်မလို့ဟုတ်တယ်မလားအဲ့တော့ဒါတွေကတော်တော်လေးကြော်လိုက်လို့ရတယ်လေနော်အဲ့တော့ကစေးစေးကတော့ထာနုစီမတော့ကျောင်းသားဘွားကိုတဲ့ပျော်မွေ့ရယ်ပေါ့လေနော်ကျောင်းသားဘွားကိုပျော်မွေ့ရယ်ဆိုတာကဒီကိုရအာဆိုပြီး ခီးသွားတာနေဒါမှမဟုတ်လို့ရှင်လည်းပဲကစားတာမျိုးတွေပေါ့လေနော်အလေပက်ထရက်တာမျိုးတွေစားတာမျိုးတွေနဲ့ခရစ်စခတ်စတို့ဆိုတော့ကျောင်းမှာလောရ activity တွေပေါ့လေနော်နောက်တော့ size တစ်ပြင်းနဲ့ galaxy no take us to ထားလို့ရှင်မှုお金を稼ぐためという意味ですで error တော့ဒါကဘာပြန်ရှင်းထားတာလဲဆိုလို့ရှင်ကျောင်းသားဘဝကိုပြုံးမွေတယ်ဆိုတာကဘာကိုပြောချင်တာလဲဆိုလို့ရှင်ခီးတွေသွားရင်လိုက်တာမျိုးလို့ပေါ့လေနော် activity ဝင်လောက်တာမျိုးလို့ဒါမှမဟုတ်လို့ရှင်လည်းအဲ့လိုပြုံးဝေးရှင်ဝေးရရှိလို့ရှင်စံကလောက်တာမျိုးပေါ့နော်စတဲ့အရာတွေကိုလောက်တာဟုတ် ဒါမျိုးလို့ခေါ်တယ်တဲ့ဗောနော်ဒါအတွက်ပတ်စံရှာတာပါဆိုတဲ့အတိတ်ပဲအဲ့တော့ तू ကကျောင်းသားအဲ学生生活ကို楽しむလို့တယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်ကခီးသွားခြင်းလို့ class activity လို့ဖို့စတဲ့အတွက်ပတ်စံရှာတာเนาะအဲ့ဒါကအဲ့လိုเนาะအဲ့ဒါကိုမမဘန်ကခီလို့ပြောတာဘန်ကခီက အဲအတန်းစေးရိတ်လို့ပြောမှာပေါ့နော်အတန်းစေးရိတ်လို့ပြောမှာတင်တန်းကြီးတို့ကကျူရှင်ဖရီတို့ဘာလို့ပေါ့နော်စားတယ်အဲ့လိုမျိုးတွေဘုကိမဲ့အပါအဝင်လို့ပြောချင်တာပေါ့နော်အဲ့ဒါတွေအပါအဝင်အိုကနေဟိုခစိကူတမေပတ်စံရှာဖို့အတွက်ကြတော့နော်မနော်ကိုဖြေရမယ့်ဟာကပတ်စံရှာဖို့အတွက်လားပတ်စံရှာဖို့ဒေးဗစ်ဒင်မဟုတ်ဘူးလားဆိုရယ်ပတ်စံရှာဖို့အတွက်ဆိုတာကကြတော့တဲ့ဒိုကူဘာဒီအီဂျိုစီမေတေအီရီကပေးထားတယ်ပေါ့နော်အဲ့တော့သူဟာ ပတ်စံရှာဖို့အတွက်နော်ဒီနော်ဒီចောင်းသားចောင်းစိတ်တွေလည်းပါအောင်မယ်ပေါ့နော်ចောင်းစိတ်အတွက်မလို့ပတ်စံရှာတာလည်းပါမယ်ပြီးတော့လို့ရှိရင်လည်းပဲအဲ့လိုစရဲပေါ့နော်အဲ့လိုဟာတွေလည်းပါအောင်မယ်အဲ့ဒါက60ရာခိုင်နှုန်းနဲ့60ရာခိုင်နှုန်းအထက်ကိုစီမဲ့သူတိမ့်ပိတ်ထားတယ်ဆိုပေမဲ့လို့အဲ့လိုပတ်စံရှာဖို့အတွက်တင်ပို့လို့လားမလေးဖုကုမဲ့ပတ်စံရခြင်းလိုပဲမဟုတ်ဘူးလေចောင်းစိတ်ကာမီအောင်လို့ဆိုတဲ့ဒါလေးထည့်ပေးထားတယ်တွေ့လာရင် ဒါလေးအပါအဝင်ပတ်စံရှာဖို့ဆိုတာက60ရာခိုင်နှုန်းတော့ကျိုသွားရဲဆိုတော့မှန်တယ်။ဒါပေမဲ့အတူပိုက်တို့မုတ်တိကမုတ်ကတိကဆိုတော့အချိန်ပိုင်းလုံးလို့ရတဲ့ရွေးချက်ကွာကပတ်စံရှာဖို့ဒါကေဒီဝါနိုင်မဟုတ်ဘူးဆိုတာလေးကိုတော့တတိထားတင်ပါတယ်လို့ပြောတာဖြစ်တဲ့ကြောင့်လို့ပတ်စံရှာဖို့ပဲအချိန်ပိုင်းလုံးကိုလုပ်တယ်ဆိုတဲ့ယုံပန်ကဒါမယ်။ကြလား။ကြလားရင်အဲ့တော့အဖြေက3ပန်ပေါ့လေနော်။ သူတို့တွေဒီလိုမျိုးအချိန်ပိုင်းလှုပ်လှုပ်ရတဲ့ယူရဲကြကပတ်စံရှာဖို့တွေမဟုတ်ဘူး။ကျောင်းစိတ်တွေဖားမိအောင်လို့ပေါ့လေနော်ခီးတွေမှာဆန်ကားလုတ်ချင်တာမျိုးတို့အဲဒါမျိုးပေါ့နော် size တစ်ဖြစ်နေအများကြီးပဲလိုက်နိုင်တာဖြစ်တော့မလို့အဖြေဆန်ပါရုံးမှန်ပါလို့မလဲဆိုစောစောနောက်ဆုံးကျောင်းကြီးကကိုယ့်ပုံဝင်ပေါ့လေနော်တို့လို့ရတဲ့ရွေးချက်ကဒါမျိုးမဟုတ်ဘူးနော်ဒါတော့မင်းတို့ရေတတိချက်ရမယ်ပေါ့လေနော်အဲ့လိုမျိုးပြောတာအဲ့ဒါကလေတကယ်တော့စာပိုက်ကြီးကိုဖတ်လိုက်တာလဲမြင်သားတယ်လို့အဲအောက်ကလိုမျိုးပေါ့နော်ဒီ graph ကြီးကိုကြည့်လိုက်လဲမြင်သားတယ် ဒီမှာဈေးကဈေးကိုခါဈေးကုလောက်ဖို့အတွက်ဆိုလို့ရှိရင်30နှစ်တရမှ800ရခိုင်နှုန်းဒီကျောင်းသားရဲ့ life style ကိုပြောင်းဝေးခြင်းလို့လို့ပြောရတူတွေက30နှစ်တရမှ400ခိုင်နှုန်းပေါ့လေနော်ပြီးတော့ရင်ဒီနေ့လေးမှာချင်းချင်းလေးဖြစ်မှထင်ပါတယ်လေဘန်ကောက်ကီကိုခါဈေးကုဆိုတဲ့လူတွေက1.0ဆိုတော့10ရခိုင်နှုန်းပဲရှိရပေါ့လေနော်တခြားအရာရင်နဲ့ပတ်သက်ပြောမှမှယုံ4.5ပြီးရင်ဘာမှမခိုင်တိုးလို့ပြောပြတော့ဘာမှမဖြေကြရဲသူက30အဲ90ရာခိုင်နှုန်းဘာလို့5.1ရာခိုင်နှုန်းလောက်ရှိရဲပေါ့လေနော်အဲ့တော့သူက ပတ်စံရှာဖို့တင်ဒီဒီအတမဟုတ်ဘူးဒီចောင်းကြီးကလည်း1.0%တော့ပါသေးရဲ့ဟုတ်တယ်မလားအဲ့အဲ့ဒါလည်းပါတယ်လို့ယူလို့ရတယ်ပေါ့လေနော်အဲ့တော့ចောင်းလို့တသက်ကြီးပစံရခြင်းလို့ပစံရခြင်းလို့ဆိုတာမျိုးမဟုတ်ဘူးပေါ့လေနော်။ចောင်းစိတ်ပြန်ဖာဖို့ဆိုတဲ့ဟာမျိုးကအတိကလို့လို့ဒီထဲမှာဖူကုမဲလို့ပြောထားတာဖြစ်ပြီးတော့ကျွန်တော်တို့အဖြေကညွန်ပံကအဖြေမှဖြစ်သွားတာ။ရလား။ Okay လား။နှစ်ယောက်။နော်။အစားအမျိုးပြေးထားရအောင်။အမမနံပါတ်၄တွေကိုအဲ့အပိုင်းပြောင်းလိုက်တာဆိုတော့လေနော်။ဟုတ်။ ဒီပါအဲ့ဒါဆိုရင်တော့၄ချက်ရှိလာရင်29 Okay, maintenant.